အရှိရလို့ပြောရင်မီဒီယာကောင်ကြီးနမ်တော့မေနုကဒီမေနုအုပ်ချောင်းရုပ် UTV ဖောက်တာဒီဘက်ပေါက်ကနေ UTV ဖောက်တာမလို့မင်္ဂလာပေါက်လို့ခေါ်တယ်ဒီဟာကိုခေါ်မင်္ဂလာပေါက်ကနေဝင်အမှောင်က9ခန်းအလင်းက9ခန်းအုံလုံးပေါင်း14ခန်းရှိတယ်အဲ14ခန်းထဲမှာဆိုရင်မီဒီယာကောင်ကြီးနမ်တော့မေနုကအစိုးနဲ့ကောင်ကိုခေါ်ကြထားတယ် ဟိုရဲ့အဲ့ဒီမြန်မာရှင်နဲ့တဲ့မင်းကြီးမြန်မာ30နဲ့လေးရောက်ကွတ်မြတ်တယ်အလင်းကမ်းမှာဆိုရင်တော့တရားထိုင်ရဲ့မိဒီရဲ့ကောင်းကြီးနမ်မတော်မင်းကြီးကဘာလို့မင်းကြီးမြန်မာကိုကွတ်မြတ်တာလဲဆိုတော့သူကတန်တန်ရဲ့သူတရားကိုဒိဋ္ဌိဆိုတော့ဒီညာနှွေးသူညာနှွေးသားတွေကမကြည့်ကြဘူးအဘိဓမ္မာအောင်မှာမိဖုရားမြောက်အောင်လားဆိုပြီးတော့ကဲရကြတယ်။သူမိဖုရားကောင်မိစ္ဆတာတာမှာကောင်းအောင်လေကရက်တလောက်သူ့ကိုနန်းနဲ့မတော်ဘူး။နန်းနဲ့မထိုက်တန်ဘူး။နန်းနဲ့မတော်ရင်နန်းမတော်မယ်လို့လို့ခေါ်နေမိနေတာလေဖြစ်နေတယ်နော်။အဲ့ဒီနေရာလေးကတော့ရှင်တော်ကမိဖုရားကောင်ကြီးနန်းမတော်မယ်လို့တရားထိုင်နေနေရာလေး။ ။ဘာဖြစ်လို့တရားထိုင်တာလို့ဆိုရင်သူ့ရဲ့ယောက်ျားဘာကြီးတော်မင်းတရားကြီးရဲ့သူ့ကိုယ်ွယ်တဲ့ဆရာတော်ဥပုပ်ရဲ့လိုင်းရင်သူ့မင်းကြီးမင်းသားတွေကိုမြတ်တာကိုသိမှာဆိုလို့ဒီနေရာလေးမှာမိကွက်ကိုထောင်ပြီးတော့တရားထိုင်ကြတာ။နမရမေနုကတော့ဒီအင်းဝသူလို့ဘူးရေဦးသူရေဦးကနေပြီးတော့ဟင်းသီးဟင်းရွက်တို့ငါးသိန်းသားသိန်းတို့စကိုင်းမှာလာရောက်နေ။အာရကုံနဲ့အပြန်မှာအေယာဝရီရင်ကားလေးမှာရေဝင်ချိုးတယ်။ရေဝင်ချိုးတော့သူ့ရဲ့ရေလဲလုံးကြီးကဆုံအားချီသွားတယ်။ဆုံအားချီလိုက်တဲ့အချိန်မှာလေပွေရတိုက်တော့ဆုံအားမနိုင်လို့ဖြုတ်ချလိုက်တော့ဘရင်ရဲ့အပြူတော်နန်းပြတ်တက်မှာသွားချစ်တယ်။ဘရင်ရဲ့အပြူတော်နန်းတောင်ဆိုတာဒီကြောင်းမဟုတ်ဘူးမျော်ပြည့်ရဲ့နောက်ခံမှာနန်းတောင်ရှိတယ် အဲ့ထပိန်ရအဲ့မှာသွားချိန်တာအဲ့အနဲ့ဘာကြီးတော့မေတရားကြီးရဒီထပိန်ရတော်တော်ထူးဆန်းနေဖုံးကန်ကြည့်တဲ့မိမပဲဖြစ်ရမယ်ထပိန်ပိုင်ရှင်ကိုမောင်းတူပြီးလိုက်မင်းနှန်းဆိုတော့အေယာဝရီမြကန်းပေးမှရေချိုးနေတဲ့နမ်မတော်မေနုဖြစ်နေတာနမ်မတော်မေနုကတမျိုးနယ်တုံးမှာရုပ်ရည်ရချုံမောလာပါတော့ဘာကြီးတော့မေတရားကြီးရနမ်မတော်မေနုကိုဆက်နေနေရမှာဒီနန်းနှင်းကိုခေါ်တောင်းလာတဲ့အပြုတော်မှာထားတာလေ၁၆နှစ်ပြည့်မှာမိဖုရားမြောက်တဲ့အသက်30မှာမိဒီရဲ့ကောင်းကြီးဖြစ်တဲ့အသက်40မှာနမ်မတော်မေနုကိုပွဲလို့ပါနော်ဒီပကလည်းမေရန်ပြတ်နော်ပြေးလာဆက်ပြီးသူ့ဆောင်လာတာဒါဆောင်ပြေးလာ ။ဟောရှင်သားဆိုင်ရရင်တော့အေယာဝီမြင့်နဲ့ဆက်နွယ်ထားတဲ့ဥမင်ဆိုင်ကောင်လို့ခေါ်တယ်။ကိုတော့အန်နီအများလို့ခဲကြိုးတွေမြေကြီးတွေဖို့ပလိုက်ပြီ။အိုက်နိုင်ကောင်နဲ့တက်တဲ့အပေါ်မှာမင်းကြီးမင်းသား34ယောက်ကိုွက်မြတ်ချတဲ့ခန်းကြီးရှိတယ်။အိုက်ခန်းထဲမှာဆိုရင်မိဖုရဲ့ကောင်ကြီးနမ်မတော်မဲလူထိုင်တဲ့ပလင်ရှိတယ်။ပလင်ရဲ့ပေါ်မှာရက်တော်မူဖျားရှိတယ်။ပလင်ရဲ့ရှေ့မှာပြင်းပြားကြီးနဲ့ချက်လက်တားရှိတယ်။အိုက်ပေါ်မှာဂရီဘာကော်စော့ခင်းပြီးတော့မင်းကြီးမင်းသား34ယောက်ကိုတက်မယ်လို့တော့မပြောဘူး။စုတော်လက်တော်ချမယ်ဆိုတယောက်ချင်းတီကိုခေါ်ပြီးတော့ဖျားရှိခုခိုင်းတယ်။ဇောင်းဝင်းမီဆိုတာနဲ့ပြိုင်နေသူထိုင်တဲ့ပလင်ပေါ်ကနေမောင်းချိုးကိုဆွဲလိုက်ရင်ပြင်းပြားကြီးနဲ့ချက်ကပွင့်နေတဲ့ဒီအောက်ကမြေအောက်လိုက် ကြီးထဲမှာပြုတ်ကြတယ်။အောက်ထဲကိုပြုတ်ကြရင်တော့ပိုင်းပိုင်းပြတ်ပြီးတော့အေးအော်လေးမြင်းလေကောင်မှာသွားပေါ်တယ်။ရင်းဟိုပါကြီးတော်မြင်းတရားကြီးကိုနမ်မတော်မင်းတို့ကချစ်လို့ကြိုက်လို့ယူခဲ့တာမဟုတ်ဘူး။စီးစိတ်လေးအာနာလေးမဲ့လို့ယူခဲ့တာ။ဆလင်းလေးသားမဟိုထီးနှံတည်နေတော့ဘီရင်ရဲ့သားဘွားတော်ထဲမှာအစိတ်ခတ်တက်လိုက်တယ်။အစိတ်ခတ်တက်လိုက်တော့ဘီရင်ရဲ့ညီတရားဝင်မြင်းကမြင်သွားတာ။ကိုရဲ့ယောက်ျားရဲ့သားဘွားတော်လေးတော့အစိတ်ခတ်တက်ရဲတဲ့မိမဆိုပြီးတရားဝင်မြင်းကလည်း မေနူကလည်းသူ့ဘောမှာလည်းဆရာတော်ကြီးကိုပြေးဝင်လာဆရာတော်ခုပေါ့ခင်ဗျာတပိတော်မှာတရားတော်မှာတပိတော်မှာကိုကဲပါဦးဆိုတော့ဆရာတော်ကြီးကနမ်မတော်မေနူကြီးနဲ့သက်တမ်းများပြီးတော့တာယာဝလီနဲ့နဲ့ပြန်နေလို့ခံတော့ဘူးအဲ့မေနူသူ့ဝေကျွေးရှိရင်ဒီပေးဆက်လာမှာတဲ့ဆရာတော်ကနမ်မတော်မေနူကိုတရားချခဲ့တယ်တခြားလုံးစကားမပြောခဲ့တဲ့ဆရာတော်ကသူ့ကိုတရားချပြီးသူသေးပြောပါပြီးသေးသေးရပါပြီဆိုပြီးမှတာယာဝလီနဲ့နဲ့ပြန်ခွင့်ရလိုက်တယ် ကလည်းနမ်တော်မင်းနူကိုပြီးပိုင်းကိုကောင်းပါဆိုဒီကြောင်းကြီးရှိတဲ့ပြင်မှာပဲလဲမျိုးတို့ကိုလည်းသုံးချက်ရိုက်တယ်။မင်းနူကထက်မြက်တဲ့မိန်းမဆိုတော့တော်တော်တောင်းတက်လို့ရဘူး။အဲ့ဒါနဲ့နောက်တဲ့နီလာကမှာနမ်တော်မင်းနူကိုပြီးပိုင်းထက်တယ်ပြီးဒီဘက်ကအေယာဝီနှစ်ထက်ကိုရင်းနှစ်သက်ဖို့အတွက်ကိုခေါ်ဆောင်သွားတယ်။သူ့ကိုမကွက်မြက်ခင်မှာသူကချိန်လာတတ်တယ်ကေ။သူ့ကိုကအေယာဝီနှစ်ထက်မှာရေးချတတ်ရင်သူ့ကိုတတ်တဲ့ရာဒီတိုင်းလာတာဒီအေယာဝီမြစ်ကြီးခန်းချောက်ပါတည်းတဲ့ချိန်လာတိုက်တယ်။ရှေ့တော့ကမိဖုရားတွေချိန်လာတိုက်ရင်ဆူးရှာတယ်။အဲ့ဒါနဲ့ညီတော်တာယာဝီမင်းကမင်းနူကိုကအေယာဝီနှစ်ထက်မှာရေးချတတ်ရင်ကြံနေခဲ့တဲ့ပြည်သူပြည်သားတွေဒုက္ခရောက်မှာဆိုလို့ ိုပြီး AOD မြန်မာရေးချမ်းပတ်တယ်တောင်တမန်ရင်ဥပိန်ကတနည်းမနေတော့မှခေါ်ဆောင်သွားတယ်အဲ့ယိုရောက်တော့ပြီးပါရီထက်ထဲပြီးတော့ရင်းနဲ့တက်ခဲ့တယ်မဲလူကလည်းအဲ့မှာသူ့မသိခင်မှာချိန်လာတိုက်သွားတယ်ယောက်ျားတွေကသူ့မိန်းမသားမတမ်းမင်းတွေတစ်ခါရိုက်တက်တာနဲ့အားမရဘူးသုံးနေရသုံးထာနာရွှေ့တက်လို့ဥပိန်ကိုရောက်ပြီးဆိုရင်ကြားဆိုတဲ့သကလုံးကိုမသုံးအောင်ကြားလို့မအော်အောင်ကြားရင်းညီမရဘူးအဲ့လိုအော်ခဲ့မယ်အဲ့လိုခဲ့မယ်ဆိုရင်စိတ်ကလူရောပြောင်းပြီးတော့ဥပိ္ပဒရာဘောကနေခုံချရင်တည်းပေါက်လာတယ်ခုံချရင်လည်းတေမပုံမပေါ်လာတော့တာ မင်းတို့ရဲ့အုတ်ကူကတော့တောင်တမန်ဥပိန်ကမှာသူ့ရဲ့ဝိညာဉ်ကတော့မကျွတ်လို့ရှာတဲ့ဒီကြောင်းကြီးမှာနော်မှန်ပြီလားအမောင်ကလည်းနိမနခန်းနဲ့မှာဟာဒီခန်းနဲ့မှာဆက်လေးကနေနော်ဆက်လေးကနေမှာဒီခန်းမှာတော့ပိတ်လောင်ဦးတဲ့နေရာပဲနေရာလေးအဦးမင်းနိုင်ကောက်ကိုတွေးနေမှာလေမလေးကဘုံလို့နေရာကိုဟိုကလေးပိတ်လောင်ပြီးတော့ပိတ်လောင်ပြီးတော့ဩပလောင်ကြီးပြမှာလေအဲအဲ့ဒါလေးပဲပြမှာပြမှာပြမှာ ရင်းလို့ရှင်းတော့ဒီလိုပါရှင်းတော့ပါလည်းမရှင်းဘူးလားမိုင်းလည်းအဲ့ဒါဖုံးမိလေးပြင်ပါမယ်ဒါလေးကကြတော့သူ့ထက်ချောမောလှပတဲ့ဗရောင်းမင်းသမီးလေးကိုတစ်တာတဲ့ခွေခောက်ပြီးတော့အရှင်လက်လက်ပြပိတ်တယ်ကွာဒီဗရောင်းမင်းသမီးလေးကတော့နှစ်နိုင်ငံစစ်ကြည့်ရင်တော့ရှမ်းဆော့ဘွားကြီးရဲ့တပီးလေးရှမ်းဆော့ဘွားကြီးရဲ့ဒီအင်းဝပြီးပါရှိတော်မင်းပြားကြီးနဲ့စစ်ချစ်တာကိုရှမ်းဆော့ဘွားကြီးကစစ်ရှုံးပါလား စစ်ရှုံးမြေနေနဲ့စစ်ရော်ကြီးဆိုပြီးသူ့ရဲ့သမီးတော်လေးကို brown တိုင်းကြီးကနေစက်တာလိုက်တာတစ်ခါကန်းအကူလာကလေး brown သမီးလေးကအသားရည်ရလေးလှပရေးရေတောင်းရင်တောင်လဲเจ้าကစီးစင်းတာဟုတ်ဒီဘက်ကမိဖုရဲ့ကောင်းကြီးနမ်တော်မင်းလူကအရင်စနေလိုက်တယ်ဘရင်ရတာတွေ့သွားလို့တော်ကောက်ရင်စီးစိန်တဝက်အာနာတဝက်ကိုခွက်ပေးရမှာဆိုလို့ရှင်ပြီးရှူရောက်ခမနဲ့လန်တဝက်ကနေခေါ်တဲ့ပြီးတော့တစ်တာတဲ့ခွေဆောက်ပြီးအရှင်နဲ့လက်ဘူးပိတ်တက်တဲ့ဒီပြောင်နေသမီးလေးနဲ့ပါလာခဲ့တဲ့အချွေရံတော်လေးနှစ်ပါတော့ဟောမှာပါဘဲလေရုံးတကူဒီဘက်မှာညာလေရုံးတကူ၃လောင်းရှိရနော်တယောက်ထူတောက်ပိတ်ပြတယ်